ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လဲ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဘုန်းကသုံးလာတာကြာရင်ပေါ့နော်အတ္တိအဝင်ထွက်တွေလေးနေတဲ့မိတ်ဆွေတွေအတွက်အခုလိုမျိုးဒါကျွန်တော်တို့မြန်မြန်ဆန်ဆန်အသုံးပြုလို့ရမယ်ဒါအတ္တိတစ်ခုနဲ့တစ်ခုဝင်တဲ့နေရာမှာလဲဒါကျွန်တော်တို့မြန်မြန်ဆန်ဆန်ပေါ့နော်အခုလိုမျိုးပေါ်မယ်အဲဒီလိုမျိုး animation အသွားလာနေတဲ့ဒါမြန်မြန်ဆန်ဆန်သွားမယ်ပေါ့နော် okay ဒီ setting လေးကိုဒါကျွန်တော်ဖွင့်ဖို့ဖွင့်ဒီလေးကိုကျွန်တော် sharing လုပ်ပေးမယ်အဲဒါကတော့ကျွန်တော်တို့မိဖုံးသမားတွေတော့ပေါ့နော် โอเคဒီလိုမျိုးလှုပ်ဖို့ဆိုရင်ဒါကျွန်တော်တို့ရဲ့ဖုန်းရဲ့ setting တွေကိုကျွန်တော်တို့ချက်သွားလိုက်မယ်အဲကျွန်တော်ရဲ့ဖုန်းကလှုပ်ထားပြီးစားဖြစ်တဲ့အတွက်ပေါ့နော်အဲကျွန်တော်သွားရတဲ့နေရာလေးကိုမျှဝေပေးမယ်โอเคဖုန်း setting တွေကိုရောက်လာပြီဆိုရင်အဲကျွန်တော်တို့ရဲ့ဖုန်းရဲ့ဒီမှာ about ဖုန်းဆိုတာရှိတယ်အဲဒါကတော့ဖုန်းတိုင်းမှာလို့လို့ပါတယ် about ဖုန်းပေါ့နော် Samsung တို့ Oppo တို့ Vivo တို့ဆိုရင်ဆွဲတင်လိုက်ဒီလိုအောက်မှာရှိတဲ့ about ဖုန်းဆိုတာပေါ့နော်အဲသွားရမယ့်နီလန်ကတော့အတူတူပဲနော် အဲဒီလိုမျိုးကိုယ့်ရဲ့အပေါဖုံးတဲ့ကိုသွားဒါကတော့ကျွန်တော်ကလည်းမိဖုံးဖြစ်တဲ့အတွက်အပေါ်မှာပေါ်နေတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီအပေါဖုံးဆိုတဲ့နေရာလေးကိုအတစ်ချက်နှိမ့်လိုက်မယ်။အနှိမ့်လိုက်ရင်ဒါကျွန်တော်လာပြပေးတာပေါ့နော်။ဖုံးရဲ့စတန်လေးလာပြပေးတယ်။ Okay ဒါဆိုရင်ဒါကျွန်တော်ရဲ့အဖုံး device မျိုးစားလေးပါလာပြပေးတယ်ပေါ့နော်။အဲကျွန်တော်တို့ကဒီနေရာမှာအဲ့ဒီဟာလေးကိုပေါ့နော်။အဲပြောမဆိုရင်ဒါကျွန်တော်တို့ကတော့ဖွင့်ပေးရမယ့်နေရာလေးရှိတယ်ပိတ်နေတာလေးပေါ့နော်။ Okay ဖွင့်ပေးရမယ်ဆိုရင်အဲကျွန်တော်တို့ဒီမှာ AMI version ပေါ့လား။ဒီမှာကျွန်တော်များပြတဲ့နေရာလေးကိုတစ်ချက်ကြည့်မယ်နော်။ အဲ့ဒီနေရာလေးကိုဒါကျွန်တော်ရဲ့မိတ်ဆွေကလက်ကလေးနဲ့ဆက်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 ပေါ့နော်အဲလင်းငါချက်ချက်ခွန်ချက်ဆက်ချက်ဖြစ်သွားလဲဘာမှမဖြစ်ဘူးအဲပို့သွားလဲဘာမှမဖြစ်မပေါက်ပွဲဘူးနော်အဲနှိပ်ထားနေလိုက်အဲ့ဒီနေရာလေးကိုပေါ့နော်အဲတစ်ချက်နဲ့ချက်တယ်မဟုတ်ဘူးနော်လင်းငါဆက်ချက်ဆ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 က်နှိပ်လိုက်အဲလက်ကလေးနဲ့ပေါ့နော်အနီမီယိုဘာရှင်ပေါ့တော်တော်တော်အဲဒီမှာပေါ့နော်အဲကျွန်တော်နှိပ်လိုက်တာနဲ့အဲဒီမှာတို့က developer option ဖွင့်သွားတာပေါ့နော်โอเคဒါလေးကဒီလိုမျိုးပေါ့နော်အဲဒီနေရာကိုနှိပ်ရမယ်နော်အဲတစ်ချက်နှစ်ချက်တည်းနှိပ်နေလို့မရဘူးနော်ဆက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 ်ဆိုဆက်ချက်15ချက်အချက်20ဖြစ်သွားလဲဘာမှမဖြစ်ဘူးနော် အဲမပေါက်ကွဲတတ်ဘူးနော်သူက9ချက်လောက်နှိမ့်လိုက်တာနဲ့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်ရမိတ်ဆွေကအဲ့ဒီလိုမျိုးဇာဇာနှိမ့်လိုက်ပြီးသွားပြီဆိုရင်ဒါဘယ်နေရာကိုပြန်သွားရမလဲဆိုတာကိုကျွန်တော်မျှောက်ပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ developer option ဖွင့်ပေးလိုက်ပြီပေါ့နော်။အဖွင့်ပေးလိုက်ပြီဆိုရင်ဒါဆိုရင်ဖုန်းရဲ့ back key လေးနဲ့နောက်ပြန်ဆုပ်မယ်။နောက်ပြန်ဆုပ်ပြီးတော့ဒါဖုန်းရဲ့ setting ထဲမှာပေါ့နော်။ Okay ဒီနေရာမှာနည်းနည်းဆွဲတင်လိုက်ပြီးတော့ကျွန်တော်ရဲ့ message ကဒီမှာအဲ address နဲ့ setting ဒီမှာပေါ့နော်။ကျွန်တော်များပြပေးတဲ့နေရာလေးကိုတစ်ချက်သွားလိုက်မယ်။ โอเคဒါဆိုရင်အကျွန်တော်တို့ကဒီနေရာကိုရောက်လာပြီဗောနော်ဒီနေရာရောက်လာပြီဆိုရင်ဆွတ်တင်လိုက်အဲဆွတ်တင်လိုက်ဆွတ်တင်လိုက်ရင်အဲဒီအောက်လေးမှာဗောနော်အဲဒီမှာ the proper option ဆိုတာဒါလေးပတိကျောင်းလေးကပေါ်လာတယ်ဗောနော်အတကယ်လို့အရှိမဆက်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 မလုထားဘူးဆိုရင် तू ကဒီနေရာမှာမပေါ်ဘူးဒါအရှိမလုထားတဲ့အတွက် तू ကဒါလေးလာပေါ်တာဗောနော်โอเคဒါဆိုရင်ကျွန်တော်ရေးမချက်ကအဲ့ဒီနေရာကိုနှိပ်လိုက်အဲနှိပ်လိုက်ရင်ဒါ तू ကဒီနေရာမှာပိတ်နေတယ်ဗောနော်အဲတကယ်လို့ဒါကတော့ကျွန်တော်ရဲ့ဖုန်းက USB ကြိုးထိုးထားတာဖြစ်တဲ့အတွက်အဲကျွန်တော်ကထိုးထားပြီးစားဗောနော် အဲမိတ်ဆွေကတော့ဖွင့်စရာလည်းမလိုပိတ်စရာလည်းမလိုအဓိကကတော့အဲကျွန်တော်ရဲ့မိတ်ဆွေကသွားရမှာကအဲကျွန်တော်တို့ရဲ့ဖုန်းတွေကို animation အဝင်ထွက်တွေအဝင်ထွက်တွေကိုသွားပြီးတော့ဖွင့်ပေးရမှာပေါ့နော်အဲဒါဆိုရင်ဆွတ်တင်နော်အဲဆွတ်တင်မယ်ဆွတ်တင်မယ်အဲဒီနေရာမှာ window နဲ့ w နဲ့စတဲ့နေရာလေးကိုသွားမယ်ပေါ့နော် okay အဲဒီမှာပေါ်လာပြီနော်အဲ့ဒီမှာဒါဆိုရင်ကျွန်တော်တို့က window အဲတကောင်ကြတော့ပြောမဆိုရင်ဒါကျွန်တော်တို့အဲဖုန်းတစ်ခုနဲ့တစ်ခု window တွေပေါ့တစ်ခုနဲ့အဝင်ထွက်တွေပေါ့နော် အဲ့တခုဖွင့်လာပြီနော်အဲ့တခုဖွင့်တဲ့နေရာမှာဒါလေးကဖွင့်ပေးဖို့လိုတယ်ပေါ့နော်အဲ၁နှစ်၃ဒီ၃ချောင်းပေါ့နော်အဓိကဒီ၃ချောင်းကိုကျွန်တော်ထားသလိုမျိုး off ထားလိုက်လေရတယ်အဲ file လောက်ထားလို့ရတယ်ပေါ့နော် okay ဒါဆိုရင်ဒီအကြောင်းလေးကိုကျွန်တော်ရဲ့ mission ကတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်တကယ်လို့ကျွန်တော်ရဲ့ mission မှာကဒီလိုမျိုး180ပါလေဖြစ်နေတတ်တယ်အဲတကယ်လို့ပြင့်နေမယ်ဆိုရင်အဒီနေရာမှာ off ထားလိုက်ရတယ်ဒီ file လောက်ထားလိုက်ရတယ်အဲဒါဆိုရင် off ထားလိုက်တာတော့အကောင်းတယ်ပေါ့နော်အဲကျွန်တော်ကတော့ off မှာထားတယ် အကိုရဲ့ဖုန်းကလုံးဝနှိမ့်နေတယ်သုံးလာတယ်နှစ်တန်းကကြာလာပြီဆိုရင်ပေါ့နော်အဲဥပမာတနေ့နေ့တော့သုံးလာတာကြာပြီဆိုရင်တော့ဖိုက်လောက်မှာထားပါဘောနော်အဲဒါကကိုရဲ့ဖုန်းကသုံးလာတာကြာပြီဆိုရင် ဖိုက်လောက်မှာထားအဲဖုန်းကဝယ်ထားတာအသစ်ဆိုရင်တော့လည်းအော့လိုက်ပေါ့နော်အဲဒီနေ့မှာဒါကျွန်တော်သုံးပြတဲ့အတိုင်းကျွန်တော်ပြောတာပေါ့နော်โอเคဒါဆိုရင်ဒုတိယအကြောင်းပေါ့နော်အဲဒုတိယအကြောင်းမှာလည်းကျွန်တော်ပြောသလိုပဲအဲကိုရဲ့ဖုန်းကဝယ်ထားတာအသစ်ပဲရှိသေးတယ်လက်ပိုင်းပဲရှိသေးတယ်ဆိုရင်တော့အော့ထားလိုက် အတကယ်လို့တုံးလာတာနှစ်နှစ်တန်းသုံးနှစ်တန်းကိုယ့်ရဲ့ဖုန်းကကြာလာပြီဆိုရင်ဒါ file လောက်မှာကျွန်တော်ထားတယ်အဲဒါကတော့ကျွန်တော်ရဲ့ထားဝင်ထားနေကိုပြောတာပေါ့နော် okay ဒါဆိုရင်အဒီအကြောင်းမှလည်းကျွန်တော်အဲ့ဒီလိုပဲအဲဒါကျွန်တော် file လောက်ထားမယ်အဲဒါကျွန်တော်ရဲ့ဖုန်းကသုံးလာတာ3လနှစ်5လနှစ်ရှိနေပြီပေါ့နော်အဲဒါကြောင့်ကျွန်တော် file မှာထားတယ်အဓိကကတော့ဒီ3ချက်ကိုအဒီလိုမျိုးထားလိုက်ပေါ့နော်အဲဒါဒီအပေါ်အကြောင်းကကျွန်တော်ပြောလို့ဝင်ကျွန်တော်တို့ဖုန်းနေ app တွေဝင်ထွက်တယ်မှာဒါမြန်မြန်ဆန်ဆန်ဖြစ်ရအောင်ဒါဖွင့်ထားတာ ။အဲဒီကောင်ကတော့အဲ့ဒီတစ်ခုနဲ့တစ်ခုနဲ့အဝင်ထွက်တယ်ပေါ့ဗောနော်။အဲဒီသဘောတရားတွေပေါ့ဗောနော်။အဲဒီသုံးချောင်းကိုကျွန်တော်ထားသလိုပဲထားပေါ့နော်။အဲကိုရဲ့ဖုန်းကဝေထားတာအဲအခုမှအသစ်ဆိုရင်တော့အော့ထားပေါ့နော်။အဲတုံးလာတာနှစ်နှစ်သုံးနှစ်ရှိပြီဆိုရင်တော့ဒီ58ပေါ့နော်။အဲဒီလိုမျိုးနေထားလောက်ထားလိုက်။ Okay ဒါဆိုရင်ရပြီ။ဒါဆိုရင်နောက်ပြန်ဆိုးလိုက်မယ်။အဲတစ်ချက်ပေါ့နော်။ Okay ဒါဆိုရင်အဲကျွန်တော်နောက်တစ်ချက်ပြန်ဆိုးလိုက်မယ်။အပြန်ဆိုးလိုက်ပြီးတော့ဒီညမှာပဲပေါ့နော်။အဲဒါဖုန်းရဲ့ setting ထဲကိုဝင်လိုက်။အဲဝင်လိုက်ပြီးသွားပြီဆိုရင်အဲဒီမှာ edit scene setting ဆိုတာရှိတယ်။အဲ့ဒီနေရာကိုချက်ပြန်သွားမယ်။ အပြန်သွားပြီးတော့နောက်ထပ်ကျွန်တော်တို့ဒါ animation လေးတစ်ခု cloud တစ်ခုတောက်ဖွင့်ပေးရမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ပြပေးတဲ့နေရာပေါ့နော် asset variable ကိုတစ်ချက်သွားလိုက်မယ်အဲ့ဒီနေရာတစ်ချက်နှိမ့်မယ်အနှိမ့်လိုက်ပြီးတော့ရင်ဒီတိုင်းမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီမှာက general ထဲမှာရှိတယ်နော်အဒီကျွန်တော်မြောက်ကိုတစ်ချက်ကြည့်တယ်နော်အဲ့ဒီမှာ version ပေါ့နော် version လာအဲ့ဒီနေရာပေါ့နော်အဲ့ဒီနေရာကိုတစ်ချက်နှိမ့်လိုက် okay အဲ့ဒီကျွန်တော်မြောက်ပြထားတဲ့နေရာလေးကိုနှိမ့်တယ်နော်အဲ့နှိမ့်လိုက်ရင်အဲ့သူကဒီလိုမျိုးပေါ်လာမယ် โอเคပေါ်လာမယ်ဆိုရင်ဒီမှာ remove animation ပါအဒါလေးကဒီလိုမျိုးတချို့ကြောက်လဲအပိတ်ပြီးတော့သုံးတယ်တချို့ကြောက်လဲဖွင့်ပြီးတော့သုံးတယ်အကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာကိုကစမ်းဖို့လိုတာဗောနော်တကယ်လို့ကိုရဲ့ဖုန်းကအပိတ်ပြီးတော့သုံးတာမြန်နေတယ်ဆိုတော့ဖွင့်စရာမလိုဘူးဗောနော်အတကယ်လို့ကျွန်တော်ပြောသလိုပဲဖုန်းကသုံးလာတာကြာပြီနှစ်တန်းဖြစ်လာပြီဆိုရင်တော့ဖွင့်ပြဖို့လိုအပ်တယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ကဖွင့်ပြလိုက်တယ်ကျွန်တော်ရဲ့ဖုန်းကလည်းကြာပြီဖြစ်လာတော့သုံးလာတာဗောနော်โอเคဖွင့်ပြီးလို့ဆိုရင်ရပြီပေါ့เนาะโอเคဒါဆိုရင်ဒီအက်တွေကလုံးဝကိုမှ အရင်ထက်သိသိတတ်တာပေါ့နော်အမြန်သွားတယ်အဲတခုခုနဲ့အခုလို Facebook တွေဝင်မဆိုရင် document တောက်ခနေပေါ့နော်အဲဒါမျိုးပေါ်လာမယ်ပေါ့နော် okay ဒီတိုင်းအသုံးပြုလို့ရတော့ပါမယ် okay ဒီ video လေးကတော့အဲဒီလောက်ပါပဲအဲဒါကျွန်တော်တို့ဖုန်းသုံးလာတာကြာလာဆိုရင်ဒီ setting လေးကလုံးဝချင်ပေးကြည့်ပါအဲမိတ်ဆွေရဲ့ဖုန်းကအရင်ထက်ဒါပေါ်ပေါ်မြန်ဆန်သွားလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအဲဒီ video လေးကတော့အဲဒီလောက်ပါပဲ